အားလုံးပဲမင်္ဂလာပါဒီနေ့ဗီဒီယိုမှာတော့အခု update မှာမှာပါလာတဲ့ map ၄မျိုးနဲ့အဲ့ဒီ၄မျိုးထဲမှာမှာအခုလက်ရှိပြိုင်ပွဲတွေမှာပါတစ်မျိုးမဟုတ်တစ်မျိုးတစ်ခုခုကရှောင်လဲမရပဲပါဝင်လာတာကိုတွေ့ရတယ်ဗျအဲ့တော့ပြိုင်ပွဲဆော့တဲ့တူတွေတောင်မှဒီဒန်နီကိုစခံနေရပြီဆိုတော့ကျွန်တော်တို့တာမန်ပလေယာတွေအနေနဲ့လည်းဘယ်မှတ်မှာဘယ်ဟီးရိုးကောင်းတယ်မကောင်းဘူးဆိုတာကိုတော့တည်ထားဖို့လိုပါလိမ့်မယ်အဲ့တော့ပထမဆုံးပြောချင်တာကတော့ခြုံများတဲ့မှတ် ဒီ map ကတော့တော်တော်လေးကိုဆိုးပါတယ်။ in-game game plan တွေကို changes လုပ်နိုင်တဲ့အနေအထားမှရှိပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီ map မှာဒီလိုကောင်တွေပါလာရင်သတိထားပါ။ Kufra, Franco, Chip ဒီကောင်တွေကခြုံများလေကြိုက်လေပဲဗျ။သူတို့ရဲ့ position ကိုလုံးဝရှာလို့မရလေလေ။သူတို့ရဲ့လောက်ွက်တွေကပုံများလေလေပဲ front ကိုဆိုရင်လည်း hope down လမ်းဆွဲเสียရမလို့ပဲဒီတိုင်းပလင်းကြီးမြန်မာလူကြီးလမ်းလျှောက်ထွက်လာပြီးတော့ဝင်ကြိုက်သွားတဲ့အကွက်ဒီလေရှိတယ်ဗျ chip ဆိုရင်လည်းအားလီတဲ့က enemy jungle ထဲဝင်ပြီးတော့ experience ရအောင်လို့ enemy vision light ကြည့်တာမျိုးတွေလည်းလုပ်လို့ရတယ် base တွေအတွက်တော့ position ယူရတာတော်တော်လေးကိုခက်ခဲတဲ့ map တစ်ခုလို့လည်းပြောလို့ရတယ်နောက်တစ် map တစ်ခုကတော့နယ်ကွဲတဲ့ map ဒီ map ကကြတော့ jungle တွေ အရန်ကြောက်တဲ့မတ်လို့ပြောရင်မမအိုးဘာဖြစ်လို့လဲဆိုတော့ဂျန်ကအရန်ထိုက်ခံရလို့ဗျဒီပွဲမှာဘလူကောင်တွေစိုးလဲဆိုရင်တော့ဒီလူကောင်တွေပဲခါလီဖိလ်ဒါဂျူရီနက်စ်ဒီကောင်တွေက enemy jungle ကို invade လို့တော်တော်လေးကောင်းတဲ့အထဲမှာပါတယ်အဲ့လိုဝင်လာရင်လည်းဝင်ကျင်တိုင်းဝင်ထွက်ကျင်တိုင်းပြန်ထွက်သွားလို့ရတယ်ဆိုတော့ ော်တော်လေးကိုစိုးရတဲ့မှာပါတယ် drainness ehb ဆိုရင်လည်းလိမ့်ကြော်ရှင်းပြီးတော့လှုပ်ချင်တိုင်းလှုပ်ပြီးအပြင်ကိုပြန်ထွက်ထွက်သွားရင်လည်းသွားမယ်ဓာတ်မို့ရင်လည်းဂျန်ငယ်တဲ့ကိုဆင်းရင်လည်းဆင်းသွားမယ်အဲ့လိုမျိုးတော်တော်လေးဒုက္ခပေးတယ်မတ်လို့ပြောလို့ရတယ်ဗျကာလီဟီတာဆိုတာကတော့ဘာလို့လဲသိရတဲ့အတိုင်းပဲပွဲစားရတဲ့ Bluebug ရဲ့ကြောကပွင့်နေတဲ့နေရန်ကြီးရနေဝင်လာပြီးတော့ကိုယ့်ရဲ့တင်းမိတ်ဂျန်ဂလာတွေကို ထုကျင်တိုင်းထု ထောင်းကျင်တိုင်းထောင်းလို့ရတယ်ဗျ။ နောက်ထပ် map နှစ်ခုကတော့တိတ်ပြီးတော့အရန်စူးစူးရွရွရကြီးတော့မဟုတ်ဘူးဗျအဲ့နှစ်ခုကတော့တိမ်စည်းတဲ့ map နဲ့ river flow ကျဲတဲ့ map ပဲဖြစ်ပါတယ်တင်စီးတဲ့မတ်ကဘလိုကောင်းတွေကောင်းလဲဆိုရင်တော့ဗရေစက်တာတွေအတွက် ပိုကောင်းတယ်ဗျဘေ့စ်ကနေချက်ချင်းထွက်လာပြီးတော့ဗရေပြေးဆိုင်တဲ့ကောင်းတွေအတွက်ပိုအဆင်ပြေတယ်ဥပမာဒီလိုကောင်းတွေပေါ့ Ruby, Hylos, တိုက်ရရဒီကောင်တွေကကလောက်ပေါ်အကြတာနဲ့အေဒီနဲ့ကောက်ဆွဲလိုက်ပြီးတော့ enemy ကိုဖမ်းလာမျိုးဖြစ်ဖြစ် high ground ဆိုရင်လေ weak ခင်းပြီးတော့ high ground တက်လာတဲ့ကောင်တွေကိုဗရင်ပြန်ဆိုင်လို့မရအောင်ကာရာမျိုးပဲဖြစ်ဖြစ်လုံးလို့ရတယ်ဗျတိုက်ရရဆိုရင်တော့ပြောမနေနဲ့တိမ်မွားကြတာနဲ့ enemy ကို fine man နဲ့ပြေးစုပြီးတော့ဖမ်းပြတဲ့အကွက်တွေလည်းလုံးလို့ရတယ် River flow ကပြောရမယ်ဆိုရင်တော့ movement အားကိုတဲ့ hero တွေအတွက်အဆင်ပြေတယ်လို့ပြောရမယ်။ဥပမာ CC, Asmarada, Irizel စတဲ့ကောင်တွေက movement joystick လှုပ်ရင်းနဲ့ spare တုံးရတဲ့ကောင်တွေဖြစ်တာမို့လို့ river ထဲမှာရတဲ့ movement speed boost ကသူတို့အတွက်တော်တော်လေးကို effective ဖြစ်ပါတယ်ကဲဒါကတော့ဘယ်ဟီးရိုးတွေကဘယ်မက်မှာပို့ပြီးတော့ strong လဲဆိုတာနဲ့ပတ်သက်တဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်